ဆလာတ်ဂျူဂီယန်ဘရန်ကိုသာပုံမလို့ရှိခဲ့တဲ့ယာကင်ကလော့လီဗာပူးတင်းရဲ့သူတည်နာဌာနဟောင်းအကြီးအကဲအိုင်ယန်ဂရေဟန်ကအတင်းအပြဟောင်းကြီးယာကင်ကလော့ဟာမိုဟာမက်ဆလာကိုခေါ်ယူဖို့အစပိုင်းမှာစိတ်မဝင်စားခဲ့ပဲသူ့ကိုအသင်းစီရောက်ရှိလာအောင်ခေါ်ဖို့စီရင်ခဲ့ရတယ်လို့ဖွင့်ဟလိုက်ပါတယ်2019ခုနှစ်မှာကလော့ကယိုမာကဆလာတ်လီဗာကူစင်ကဂျူလီယန်ဘရန်ကိုသာပုံမခေါ်ယူခြင်းခဲ့ပါတယ်ဂရေဟန်ရဲ့လုပ်ဖို့ဂိုင်ဘတ်တွေကလည်းဘရန်ဟာကောင်းတဲ့လူငယ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့သဘောတူခဲ့ကြပေမဲ့အီဂျစ်တောင်ပံကစားသမားဆလာရဲ့အဆင့်တန်းထိမမီဘူးလို့ယူဆခဲ့ကြပါတယ်အဲ့ဒီအချိန်မှာလီဗာပူးအနေနဲ့တောင်ပံကစားသမားတစ်ယောက်လိုအပ်နေခဲ့ပြီး ဆာလာကအဲ့ဒီအခန်းကဏ္ဍနဲ့အာဝင်ကွင်ညဖြစ်ခဲ့ပါတယ်။ကလော့ကလည်းဆာလာကိုစီးယုံနိုင်မှုဘူးလင်းလင်းရှိတယ်လို့ပြောခဲ့တယ်ဆိုပြီးဂရီဟန်ကဆိုခဲ့ပါတယ်။အဲ့ဒီနွေရာသီမှာကလော့ရဲ့ပထမဆုံးရွေးချယ်မှုကဂျူလီယန်ဘရက်မာ။သူကရန်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ကလော့ကဘွန်ဒလီကာကနေလာခဲ့တဲ့သူဆိုတော့ဂျာမန်ကစားသမားတွေကိုကောင်းကောင်းသိတာပေါ့။ကျွန်တော်တို့လည်းဘရန်ကအလွန်ကောင်းတဲ့လူငယ်ကစားသမားပါလို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့မိုဟာမက်ဆာလာလိုထူးချွန်မှုမျိုးမရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ data ခွဲခြမ်းစိတ်ဖြာမှုအရာဆာလာကဥရောပမှာအကောင်းဆုံးလူငယ်တောင်ပံကစားသမားပါယူမကငွေကြီးခက်ခဲရှိနေတော့သူတို့တင်းတင်းနဲ့ဈေးနဲ့ရောင်းဖို့အစီအစဉ်ဖြစ်နေပါတယ်ဆာလာကကျွန်တော်တို့လိုအပ်နေတဲ့တောင်ပံနဲ့တိုက်ဆက်ခန်းကဏ္ဍကိုဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ် brand ကတော့ queen နဲ့တိုက်ဆက်ကစားသမားပုံစံမျိုးပါ clock ကဒီကြောင်းကိုရိုးသားသာဆွေးနွေးပြီးဆာလာကပိုကောင်းတယ်ဆိုတာကိုပြပါလို့ပုံမလင်းလင်းပြောခဲ့တာကသူ့ရဲ့အားသာချက်ပါပဲလို့ပြောဆိုခဲ့ပါတယ်ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်ပြီး